alignment နဲ့ပတ်သက်တဲ့ကိစ္စလေးအဲ့တော့ alignment နဲ့ကိုရောက်သွားပြီးရောက်သွားပြီးဖြစ်တဲ့အတွက်အမတို့လေနှစ်ခုတိသွားပြီဘာလဲဆိုတော့ form ရယ် row column အချုံအခြေရယ်ကြည့်မယ်နော် row column အချုံအခြေရယ်အဲ့တော့အမဒီကောင်လေးကိုဒီမှာနည်းနည်းလေးချက်မယ်ပြီးရင်စာမရိုက်သေးခင်မှာပြင်ပြမယ်နော် single single လေးကိုပြောသွားမယ်အဲ့တိုင်းလေးတေချာလေးလုပ်ပေးပါအဲ့တော့မတို့ဒီမှာ select all မှတ်မယ် ဆက်လက်အောင်မှတ်ပြီးသွားရင်ကော်လန်လေးကိုခဏလောက်ဒီလောက်ချေထားမယ်ရိုးကိုနှစ်ရိုးစာလောက်ခဏချေမယ်ပြီးရင်လက်ရည်ဖောင်ကိုတစ်ခါတည်းပြောင်းလိုက်မယ်တကွက်ထဲရေးမလားရေးပြီးတော့ပြောင်းလို့ရလားတကွက်ထဲတကွက်ထဲရေးပြီးတော့မတို့ပြောင်းလို့ရလားမရဘူးเนาะတကွက်ထဲရေးပြီးပြောင်းလိုက်ရင်အဲ့တကွက်ထဲရပဲတော့ပြင်နေမှာဟုတ်ပြီเนาะအဲ့ဒါဆိုရင်အမတို့ကဆက်လက် off မှတ်ပေးမယ် ဆက်လက်အောင်မှတ်ပြီးတော့မှအမတို့တုံးနေကြတိုင်းနီရိုမန်ဖောင်အကယ်၍ကိုကမြန်မာစာနဲ့ရိုက်ရမယ်ဆိုရင်တော့မြန်မာစာကိုပါတစ်ခါလေးပြောင်းလိုက်ပေါ့နော်ပြည်တော်စုဆိုရင်လည်းပြည်တော်စုဖောင်ကိုတစ်ခါလေးပြောင်းဇော်ကြီးဆိုရင်လည်းဇော်ကြီးကိုတစ်ခါလေးပြောင်းအခုလောစီကတော့အမတိုင်းနီရိုမန်ဖောင်ကိုပဲသုံးအောင်မှာမို့လို့တိုင်းနီရိုမန်ဖောင်ကိုရွေးလိုက်တယ်ပြီးရင်လေးဖောင်တွေပါတယ်ပြင်စီရမလို့အဲ့တော့နောက်တစ်ခုကအရှိမလို့ပဲ page လေးရောက်မှာ margin orientation site အဲဒါတွေကိုမမေ့ပါနဲ့เนาะဒါတွေပြင်ရမယ်ရပြီ ဒါဆိုရင်စာရေးမှောင်ကိုတစ်ချက်နေလိုက်ပြီကြည့်မယ်နော်အဲ့တော့အမဒီမှာရေးလိုက်တဲ့ဟာစာသားစာသားဆိုတာ test ကိုပြောတာစာသားကိုအမတို့က TEHD test လို့ပြောရယ်နော်အဲ့တော့စာသားဆိုလို့ရှိရင်သူကဘယ်ဘက်မှာကပ်ပြီးတယ်ဒီမှာတေချာကြည့်မယ်နော်စာသားဆိုရင် line ရဲ့ ဘယ်ဘက်အချမ်းမှာကပ်ပြီးတယ်အဲ့တော့ဘယ်လားညာလားကိုခွဲတက်ရင်သိရနော်လက်ကိုပဲမှတ်ထားပြီးနော်မော့စ်ကင်ထားတဲ့ညာဘက်လက်ရှိတဲ့ဘက်အချမ်းဒီညာဘက်ချမ်းပဲဘယ်ဘက်လက်ရှိတဲ့ဘန်ချီဘယ်ဘက်အချမ်းပဲနော်အဲ့ဒါဆိုရင်မတို့စာသား test တွေဒီ auto ပဲဘယ်ဘက်ကိုကပ်ပြီးသားပဲကင်းကနေရိုက်ပြမယ်ကင်းကနေဆိုရင်ကြတော့သူကညာဘက်ကိုကပ်ပြီးသားအဲ့တော့စာသားဒီဘယ်ဘက်အချမ်းမှာပဲကပ်နေမှာလှမယ် နော်စာသားတွေကဘဲဘဲအချမ်းမှာပဲကပ်ပြီးရမယ်ကင်းကနဲကင်းကနဲဆိုတာကနံပါတ်စင်ကလွဲလို့နံပါတ်စင်ဆိုတာကိုသိရနော်ဒီလို1နှစ်3လေးတက်ထားတဲ့နံပါတ်စင်ကိုတော့အလဲကောင်တက်တက်မှာထားပြီးရတယ်အမတို့ဒီလိုပစ္စံပုံနေပေါ့နော်ပစ္စံဆိုင်နေပေါ့အဲ့ဒါနေဆိုလို့ရှိရင်တော့သူကညာဘက်အချမ်းမှာကပ်ပြီးရတယ် အဲ့တော့ဘာလို့လဲဆိုတော့ဟိုအိတ်ကျဲကစင်းစရာပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအမတို့အာကင်းကနန်းနေထဲရတယ်เนาะကင်းကနန်းနေထဲတဲ့အခါမှာအပြင်ဆောက်ရွက်လဲထွက်လဲထွက်လာရောအမစာသားကြီးကအလဲကောင်တက်တက်ကြီးမှလဲရောက်လဲရောက်နေအောင်နောက်ကနေတုံညတွေဖြည့်လိုက်တာမျိုးလို့เนาะဟိုကင်းကနန်းနေတပ်ပြင်လိုက်တာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုးမတမာတဲ့ကိစ္စမျိုးတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ပတ်စံငွေအမောင်းကြီးအရင်အတွက်တည်းဆိုရင်မြင်းချောင်းမှာတစ်ခါလေးကပ်ပေးပါနံပါတ်စင်ကတော့ကတ်เสียရမလို့ ြန်ပြောမြန်နော်စာသားဆိုရင်ဘဲဘဲအချမ်းမှာကတ်မယ်နော်အမတို့ကိန်းကနန်းနေအာပဆန်ငွေအမောက်နေဟိုမှာအရင်အတွက်တည်ဆိုရင်တော့ညာဘက်အချမ်းမှာကတ်ပြရမယ်အဲဆိုဒီနားလေးထိရကြမလားဟုတ်ပြီအဲ့တော့ဒါဆိုရင်တော့ဘဲဘက်အချမ်းမှာလဲကတ်ပြီးသားညာဘက်အချမ်းမှာလဲကတ်ပြီးသားအမနံပါတ်စင်ကိုအလဲကောင်တက်တက်မှလို့ပြောတယ်။ဒါပေမဲ့ကြည့်လိုက်သူအလဲကောင်တက်တက်မှရောက်ရောက်ရလား။ မရောက်ဘူးเนาะအဲ့ဒါကြီးအမတို့ပြင်ပေးရမှာအဲ့တော့အဲ့ဒါဘာလဲဆိုတော့အမ alignment group တွေရောက်သွားရင်เนาะဒီမှာ alignment group တွေကဒီကိစ္စကိုရှင်းပါเนาะဒီမှာဒီကောင်လေးအဲ့တော့အမတို့လက်ချလေးနဲ့တွဲပြီးတော့มาကြည့်ပါစာမျက်နှာ25မှာ alignment အဲခုနကအမ fade color လေးကိုပြောခဲ့လိုက်တာเนาะအဲ့တော့ alignment alignment ဆိုတော့ဆဲခွက်ထဲမှာရှိနေတဲ့စာသားတွေကိုနေရာချတာဒီပုံစံလေး ရမလားရမယ်เนาะအဲ့တော့ခဏလေးဓာတ်ယူခဏပြန်ပြအဲ့တော့သူ့မှာကခလုတ်လေးဘယ်နှခုရှိလဲဆိုရင်ဒီမှာခလုတ်လေး6ခုရှိတယ်ခလုတ်6ခုမှာပထမအတန်းလေးပထမအတန်းလေးเนาะပထမအတန်းလေးဆိုတာကဒါလေးကိုပြောတာအဲ့မှာခလုတ်ဘယ်နှခုရှိလဲခလုတ်လေး3ခုရှိရယ်เนาะအဲခလုတ်လေးအဲ့အတန်းရဲ့ပထမဦးဆုံးကဒီခလုတ်လေးတည် အပေါ်ဆုံးမှာရှိနေတာပေါ့ mouse ကိုတတ်တင်ကြည့်မယ် mouse လေးကိုတတ်တင်ကြည့်လိုက်အဲ့ဒါကို top လို့ခေါ်တယ်အဲ့တော့သူကကြတော့မတို့အပေါ်ကိုကတ်တာပေါ့အပေါ်ကိုသွားတာပေါ့အခုစသားကိုကြည့်လိုက်တော့ဘယ်ကိုရောက်နေရလဲအောက်ခြေကိုရောက်နေရအောက်ခြေကိုရောက်တယ်ဆိုတော့သူ့ရဲ့နှကိုပေါ့နော်ဒါ default အနေနဲ့သူကအောက်ခြေကိုသုံးထားတာပေါ့အဲ့ဒါကိုမတို့ကဒီမှာလေး ခဲယောင်ကျင်လေးသူဖြစ်နေရတွေ့လား mouse ကိုတတ်တင်လိုက် button နဲ့အဲ့ဒါကဘာမှမလုပ်သေးခင်မှာသူတို့ကသူတို့ရွေးထားပြီးသားပုံစံပေါ့နော် default ပေါ့အဲ့ဒါကြောင့်မလို့သူကဒီ button ကိုသူကရောက်နေတာအဲ့တော့မတို့ကအကယ်၍ကိုဒီစာသားကိုအပေါ်အနေနဲ့ကတ်ချင်နေဆိုရင်ဒီ top လေးကိုနှိပ်ပြမယ်နော်ဒီမှာနှိပ်ပြမယ်စာလားဘယ်ကိုရောက်သွားလဲအပေါ်ကိုရောက်သွားတယ်အဲ့လိုမဟုတ်ဘူးအာညီမလေးကအောက်ကိုကတ်ချင်နေနော်အလဲကိုထားချင်နေဒါဆိုရင်နောက်တစ်ခုကိုသွားမယ် သူ့ဘေးနားလေးရ top ရဲ့ဘေးနားမှာနောက်တစ်ခုကကြတော့ middle middle ဆိုတော့သူကအလဲအလဲဆိုတော့စသားတည်အပေါ်လဲမကပ်ဘူးအောက်လဲမကပ်ဘူးအလဲလေးမှာရှိနေရမယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ခုအမောက်စလေးကိုတတ်တင်မယ် bottom bottom ကကြတော့ဘေးကိုရောက်သွားတာလေအောက်ခြေကိုသူကရောက်သွားတာအဲ့တော့မတို့လေအမြဲတမ်းမှတ်ထားပေးပါအဲဒီမှာ ဖော့ဒီစာသားလေးကြီးလှပြီးတော့မှအဲစနစ်တကျလေးနဲ့အချိုးကျကျလေးနဲ့ထွက်ဖို့အတွက်ဘာလို့ပဲသုံးပြရမှာလဲဆိုရင်အမြဲတမ်းအပေါ်သုံးခုမှာအလေကိုအမြဲတမ်းရွေးထားပေးရမယ်။ရကြလားရတယ်နော်အပေါ်ကအမြဲတမ်းဒီအလေကိုရွေးထားပေးရမယ်။ပြီးတော့မှအောက်ကသုံးခုနဲ့တင့်တော်တာကိုတွဲသုံးပြရမယ်။အောက်ကသုံးခုကဘာတွေလဲဆိုတော့ဒီကောင်က ဘယ်ဘက်ကိုကတ်တယ် left အဲ့ဒါ left left ဒါဘယ်ဘက်ကိုကတ်တာနောက်တစ်ခုကကြတော့လေကောင်တက်တက်မှာထားတာဒါလေးရနော်နောက်တစ်ခုကကြတော့ညာဘက်မှာကတ်တာအဲ့တော့ပထမဦးဆုံး အတန်းပါအလေကဒီစင်တာလေးပေါ့နော်ဒီမစ်တေကိုပဲအမြင်နဲ့ရွေးမယ်အဲ့ဒါကိုမှကိုဒီဘယ်ဘက်ကိုကတ်မယ်ဆိုရင် ပထမဦးဆုံးက left လေးကိုရွေးပေးရမယ်ခုနကလို number စင်နေဆိုရင်ဘယ်မှာထားမှာလဲစင်တာမှာထားမယ်ညာဘက်ကိုကတ်ချင်ရင် right မှာထားမယ်အဲအဲ့တော့လက်တွေ့လေးသုံးပြမယ်အခုဒီတစ်ခွက်ထင်းနဲ့ပဲစမ်းပြမယ်เนาะအဲ့တော့အရင်တော့ဒီမှာစမ်းပြမယ်လေးကိုကြည့်မယ် top နဲ့အရင်သုံးပြမယ်နော် top ဆိုတာစာသားကိုအပေါ်မှာထားတာအပေါ်မှာဘယ်ဘက်ဆိုရင်အောက်က၃ခုနဲ့တွဲမယ်နော်အပေါ်ကိုထပ်ရွေးစရာလိုသေးလားမလိုနော်တစ်ခါရွေးပြီးရင်ရပြီကိုဒီအပေါ်အနေနဲ့သုံးမယ်လို့သတ်မှတ်လိုက်ပြီဆိုရင်အပေါ်က top ကိုရွေးလိုက်တော့ရွေးပြီးတော့ရပြီသူ့ထပ်နေစရာမလိုထပ်ခါထပ်ခါနေစရာမလိုတော့ဘူးအဲ့တော့ဘယ်ဘက်ကိုကတ်မယ်ဆိုရင် left alignment အပေါ်မှာအလဲလို့ပြောတဲ့ခါကျတော့အပေါ်ဆိုတော့အပေါ်ရွေးပြီးသားနှိပ်စရာမလိုဘူး ဒါလေးနဲ့တဲပေးလိုက်ဒါဆိုရင်ဘယ်ရောက်သွားလဲအပေါ်မှာအလေကိုရောက်သွားတယ်နောက်တစ်ခုသည်အပေါ်မှာညာဘက်ကိုကတ်သွားတယ်ရမယ်နော်အဲဟုတ်ပြီဒီတစ်ခါစိတ်ကူးပြောင်းသွားပြီအပေါ်မဟုတ်တော့ဘူးအမအလေတန်းလေးအလေလေးမှာတန်းပြီးတော့မှသုံးကျင်တယ်ဒါဆိုရင်အမတို့ဒီမီတယ်လေးကိုသုံးလိုက်တယ်အဲ့ဒါကိုမှစာသားဖြစ်တဲ့အတွက်ဘယ်ဘက်ကိုကတ်ချင်လဲအလေကိုသုံးကျင်တယ်တွေ့တယ်နော်အလေကောင်စင်တာတက်တက်လေးရောက်သွားပြီတွေ့လားညာဘက်ကိုသုံးကျင်တယ် ခြားသားဆိုတော့မတို့ဘယ်ဘက်မှာပဲထားရတာလဲဘယ်ဘက်မှာပဲထားပြရတယ်ရမယ်နော်အဲဒါမတို့အလယ်နဲ့စမ်းပြတယ်ဘော်တွန်နဲ့စမ်းပြမယ်ဘော်တွန်လေးကိုနှိမ့်မယ်အောက်ခြေကိုနော်ဘော်တွန်မှာစမ်းတာဘော်တွန်မှာ right အဲ့တော့အလယ်တက်တက်လို့ပြောပြီးဆိုရင်အရင်ဆုံးအပေါ်အပေါ်ကဒီစမ်းတာကိုအရင်ရွေးပြီးတော့မှအောက်ကစမ်းတာကိုရေးမယ်ဒါဆိုရင်အလယ်တက်တက်ပဲရကြမလားရမယ်နော်ဟုတ်ပြီအဲ့တော့ဒီကောင်လေးကကြတော့ လေအောက်ကိုရောက်နေတာဘာလို့ပဲသုံးပါလဲအလေကိုပဲသုံးမယ်ညာဘက်ကပိသားဖြစ်တဲ့အတွက်တော့နှိမ့်စရာမလိုတော့ဘူးเนาะအဲ့တော့ဒါလေးရကြတော့အမဘဲဘက်ကိုကက်ချင်တာဖြစ်တဲ့အတွက်เนาะဘဲဘက်ကအမတို့အဲရေးလိုက်အောင်မယ်အဲ့တော့ဒီနံပါတ်စင်နေဒီအမဘာပြောထားတော့အလေကောင်တဲ့တဲ့လို့ပြောထားတာဖြစ်တဲ့အတွက်အလေအလေကိုရေးလိုက်မယ်ရကြလားဟုတ်ပြီအဲ့တော့လေအမတို့ကအဲ့လိုတစ်ခွက်ချင်းစီလိုက်ပြင်နေလို့အဆင်မပြေဘူး အဲ့လိုတကွက်ချင်းလိုက်ပြင်လို့ရှင်ပြီးတော့နော်ပြီးတော့ဆိုတော့အမတို့ဘယ်လိုလုပ်မလဲနော်ဒီမှာလိုက်ကြည့်မယ်နော်တေချာလေးလိုက်ကြည့်မယ်ဒီကောင်ကိုသုံးပြမယ်အဲ့တော့အတိယူမယ်နည်းလေးချဲပေါ့နော်ပြီးရင်ဒါလေးကိုမှနည်းမယ်လေးပြလိုက်မယ်နော် test တင်လို့အဲ့တော့ဒီမှာ slot all လေးမှတ်လိုက်မယ်အမြဲတမ်း row ကိုနည်းနည်းလေးလှတဲ့လောက်ချဲ column ကိုလှတဲ့လောက်ချဲမယ် ချဲ့ပြီးသွားရင်တိုင်းနျူရိုမန်ဖောင်လေးပြောင်းမယ်။အဲအဲ့တော့ဒီနှစ်ခုတည်ပြီးသားဒီနှစ်ခုတည်ခုနကတော့အမစင်ကဲစင်ကဲခေါ်လာတာနော်။စာမရိုက်ခင်မှာ data မရိုက်ခင်မှာအရင်ပြင်ပေးရမယ်။နောက်တစ်ခုတိုးလာတာက alignment နဲ့မှာ top နဲ့ bottom မရွေးဘူးမတုံးဘူး။ဘာလို့ပဲတုံးမယ်လို့ပြောထားတာလဲ။ဒီအလေကိုပဲတုံးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ဒီဟာလေးကိုတစ်ချက်နေပြီးတော့ရွေးခဲ့မယ်။ ဲ့ဒါကိုပဲရွေးရမယ်နော်အောက်က3ခုကိုရွေးစရာလိုသေးလားအဲမလို့သေးဘူးနော်အောက်က3ခုဆိုတာကအမတို့အောက်မှာရိုက်မဲ့ data ပုံမူတည်ပြီးတော့မှပြန်ရွေးပေးရမှာအဲ့တော့အခုလောလောဆယ်မှာမလိုရမှာလဲဆလတ်အားလုံးမှတ်တဲ့ row တွေ column တွေအချုံချေကိုအရင်ပြင်မယ်ပြီးရင်လေးဖောင်နော်ကိုသုံးမဲ့လေးဖောင်ကိုရွေးမယ်အပေါ်အပေါ်အတန်းကဘာကိုသုံးမှာလဲအလေက middle ကိုပဲသုံးထားမယ် ဇန်နဝါရီ30ရက်လို့လာမလို့သေးဘူးเนาะအဲပြီးရင်၄ရက်တည်းကိုသွားမာဂျင် orientation site ရပြီသုံးပြမယ်เนาะဒီကိုကြည့်မယ်အဲ့တော့ number B တိုက်သွားမယ်เนาะဆက်ပြီးတော့ရိုက်ပြတာเนาะမသိမှာဆိုတော့ B တိုက်သွားမယ် B တိုက်သွားမယ်အဲ့တော့ဒီတစ်ခါတော့အမအမောင်းလေတစ်ခါလေးရိုက်ရတော့မယ် enter နှိပ်ပြီးတော့အရှိကိုပြန်သွားလိုက်မယ်အဲ့တော့ number ရဲ့အောက်မှာ1 2 5 rồi nếu như ông mà thì yeah. Mm. ော့ကြည့်ရအောင်နော်အဲ့တော့အမတို့ကဒါစာမျက်ခင်မှာအရင်ပြင်ပေးလိုက်တာဖြစ်တဲ့အတွက်ទីလိုက်သူတို့စာတန်းလေးတွေဒီလိုအလေတန်းတန်းလေးဖြစ်နေတယ်ပေါ့နော်အပေါ်လဲမကပ်ဘူးနော်မြင်းချောင်းရဲ့အပေါ်လဲမကပ်ဘူးအောက်လဲမကပ်ဘူးအဲအဲ့လိုရိုက်ပြီးသွားပြီဆိုရင်ဘာလုပ်မှာလဲခြုံစရာရှိရာတွေကိုခြုံမယ်ချဲ့စရာရှိရာတွေကိုချဲ့မယ်မလိုတာတွေကိုပြင်စရာမလိုပြီးသွားပြီနော်ပြီးရင်ဘာလုပ်မှာလဲနံပါတ်တို့နိမ့်တို့တောင်းရှစ်တို့အမောင့်တို့ဆိုတာဒီ အောက်ကဒေတာတွေရဲ့ခေါင်းစည်းဖြစ်တဲ့အတွက်သူတို့တွေဒီစာသားဖြစ်ပေမဲ့လည်းအမတို့ဘယ်ဘက်ကိုမကပ်ဖဲနဲ့အလဲကောင်လေးမှာထားပြရတယ်။ပြန်ပြောမယ်နော်။ဒီလိုခေါင်းစည်းနေခေါင်းစည်းတွေဆိုတာဒီအားလုံးရဲ့အလဲလေးမှာပဲသူကထားပြရတယ်။ခေါင်းစည်းမှန်တိတောင်းအောင်ခေါင်းစည်းနဲ့တူအောင်လို့အမတို့ပြင်ပြရတယ်။အဲ့တော့သူကအလဲလို့ပြောတဲ့အတွက်သူတို့ပဲတူတာဖြစ်တဲ့အတွက်သူတို့ကိုပဲရွေးမယ်။အားလုံးကိုရွေးစရာလိုလား။ မလို့เนาะဒါခေါင်းစဉ်ကိုပဲသုံးမှာမို့လို့ဒီခေါင်းစဉ်လေးကိုပဲရွေးလိုက်မယ်။အလဲတက်တက်လို့ပြောတဲ့အတွက်လေအမတို့ကဒီအချိန်မှာအပေါ်အကောင်ပြန်နှိပ်စရာလိုသေးလားမလို့เนาะအဲ့လိုကြီးနေမနှိပ်ချင်လို့တခါတည်း formal လေးကြာသွားအောင်စနစ်ကြာသွားအောင်လို့အစကတည်းကဒီကောင်ကိုရွေးခဲ့ပြီးသားအဲ့ဒါကိုပြန်သွားမနေရအောင်အလဲကောင်တက်တဲ့ဆိုတော့နောက်ထပ်ဘဲဟာကိုသွားရွေးရတော့မှာလေအောက်ကသုံးခုတည်းကသူနဲ့တင့်တော်တဲ့ဟာကိုရွေးရတော့မှာအလဲလို့ပြောတဲ့အတွက်အလဲကိုရွေးလိုက်အောင်မယ်ထူမယ်အဲဒါကောင်းစင်လေးဖြစ်သွားပြီ ပြမယ်နော်ပြီးတော့ရင်နံပါတ်စင်နေသည်ဘာမှပဲထားမယ်ပြောထားတာလေသူလည်းပဲအလဲကောင်တက်တယ်ပဲအဲ့တော့သူတို့လည်းပဲတူတာကိုပဲယူမယ်နောက်ထပ်အလဲကိုထည့်ယူလိုက်မယ်အဲဒါဆိုရင်ရပါတယ်အဲ့တော့ဒီစာသားတွေကအတွင်းရ data တွေဖြစ်တဲ့အတွက်အလဲကောင်တက်တဲ့သုံးစရာလို့လားမလို့ဘူးနော်သူ့ရဲ့ပုံမှန်အတိုင်းပဲဘဲပဲအချမ်းမှာပဲကတ်လို့ပြောတဲ့အတွက်အခုလိုပဲကတ်ထားရင်ရပြီပြီးရင်ဒီပတ်စံအမောင်းနေသည်ညာဘက်အချမ်းလိုပဲပြောထားတာဖြစ်တဲ့အတွက်ပြင်စရာလိုသေးလား အဲမလို့တော့ဒါဆိုရကြမလားရမယ်နော်ဟုတ်ပြီအဲ့တော့ဒါကအမတို့ဒီထဲမှာ format ချတဲ့ပုံစံလေးကိုပြောတာအဲ့တော့အခုမှဒီကြည့်ပြီးသွားတယ်ဟာကိုပြန်ဆန်းပါဒါပြန်ဆန်းမလဲပြန်ပြမယ်နော်အတိယူမယ်ယူပြီးရင်အဲကွာကိုနည်းနည်းလေးချဲစရာရှိတာကိုချဲမယ်တခြားလိုက်ကြည့်မယ်နော်ဆလော့အော့မှတ်ရမယ် rule လေးကိုအလိုက်အလိုက်တင်ပြင်ရမယ်ဘာလို့ရမှာလဲပြီးရင် ရာနေပြီးတော့မှ tiny roman font ကိုရွေးမယ်။ tiny roman font ကဒါအမှတင်နေတော့မို့လို့เนาะအပြင်မှာတော့ကော့ကိုဘယ် font တွေပဲတုံတုံတုံးလို့ရတယ်။ပြင်ပြီးသွားရင်အပေါ်အတန်းသုံးခုမှာဘာကိုရွေးရမှာလဲ။အလဲရ meeting ကိုရွေးမယ်။ပြီးရင်မမေ့မရော့၄ရက်တည်းမှာ margin orientation site ကိုပြင်မယ်။ရမယ်เนาะအဲ့ဒါလေးကိုပဲမှတ်မိသွားအောင်လို့အစ်စ်အစ်စ်လေးယူယူပြီးတော့ အော်ငါစာမရေးခင်မှာဒါကိုလုပ်အောင်မယ်ဒါကိုလုပ်အောင်မယ်ဒါကိုလုပ်အောင်မယ်ဆိုပြီးတော့မှထပ်ခါတလေးလေးလေးအမှတ်မိတဲ့အခြေအနေကိုစမ်းပြီးပါမရရင်မေးပါအေးရပြီဆိုရင်အမတို့ဒီလို format လေးကိုကိုယ့်အကိုချကြည့်လိုက်တော့အေးဒါဆိုရင်ရမလားရမယ်နော်ဟုတ်ပြီအဲ့တော့နောက်သင်ခန်းစာတစ်ခုမှမတို့နည်းနည်းလေးအသေးလေးဆက်ပြီးတော့မှတက်မယ်နော်